ကျွန်တော်ပြောလိုက်တဲ့ဇာတ်တခုတခြားတယောက်ရည်သွားရဲဆိုရင်ဝမ်းသာသင်ပေါ်မှာပြေလုံးပြတ်တဲ့အချိန်တို့ပိတ်သက်တဲ့ရည်တန်ကြားမှာကျွန်တော်တို့အားရှိတယ်။နှုတ်ပညာသမားတွေပြောတဲ့ဇာတ်တခုရှိတယ်။ဆင်းအောင်ကခန္ဓာချက်ကိုဆင်းမတင်မလားနဲ့။ဆင်းမပွက်ကနေတဲ့ဇောပဲရှိတယ်ရည်ရတယ်ပြောရတယ်ဘဝမှာလုံးဝမွန်ကျက်စရာတွေဆိုတာလုံးဝမရှိသလောက်ခံစားရတယ်။ဝမ်းသာပြည့်ပြီလို့ပြောတဲ့နေ့မင်းထမင်းငတ်ပြီတဲ့။ကျွန်တော်တို့အသက်80လောက်ဖြစ်သွားရင်လေအဲ့လူတွေကဒီလူတွေပျောက်ပြီးနောက်အစ်စ်တွေပေါ်လာအောင်မှာအဲ့ကြတော့ကျွန်တော်တို့မှာအစ်စ်အစ်စ်အစ်စ်ဆိုတာကိုလိုက်စားရတဲ့အတွက်ကိုဘယ်တော့မှမပြည့်ဘူး။ မင်းပိတ်သက်ကိုတဲ့မျိုးလုံးကိုစိတ်စိတ်ကြည်တဲ့ပိတ်သက်ကိုကြည်ရတဲ့နေ့မင်းလူရှင်တော်ဖြစ်ပြီတဲ့မင်္ဂလာပါဘိုင်းမင်္ဂလာပါကျွန်တော်နာမည်ကတော့ဟာသလူရှင်တော်ချစ်ချစ်လို့ခေါ်ပါတယ်ဆိုဒီလောကထဲကိုတော့ဒါလိုရောက်လာတယ်အဲ့ဒါရောတကယ်ပါအဲဒီလောကထဲကိုရောက်လာတာတော့အရင်တော့ဟိုအရင်တော့ဟိုကလေးဘွားတော့ဗောနော်ကလေးတော့လူရှင်တော်စတားလို့ဘွားတော့ရမ်းကြည့်တာလူရှင်တော်စတားဆိုလို့ရှင်မလို့အောင်ကြည့်တယ်အာပြီးတော့အငိမ့်နေဆိုလို့ရင်ရမ်းကြည့်ရတဲ့ဝါသနာပါတယ်အဲ့ရနေမှာ လူရှင်တော်ပိုးစိတ်ဝင်လာပြီးတော့ကြောင်းထွက်ပြီးလှုပ်လိုက်တာအဲ့တော့ဘယ်လိုနေပတဲ့တန်းတော့ရှိအဲ့တုန်းကရှစ်တန်းပြည့်ပြီး၉တန်း၉တန်းကိုဆက်မတက်ပြီးတော့ဝင်နေအဲ့လူရှင်တော်လူရှင်တော်နဲ့ဝင်သွားတယ်အဲ့လူလူရှင်တော်ကတော့ပါညိုရရှိတာညိုရတော့မရှိဘူးအဖေဆောက်လို့ရကန်ထရိုက်လှုပ်တာအမေကအိမ်မှာပဲနေတာအဲအကိုကလည်းဆောက်လို့ရတယ်လှုပ်တာကျွန်တော်တယောက်ပဲတရားကိုလှုပ်တာဟုတ်ဆောရင်းသား ကိုဘယ်လိုရမလဲအဲ့ချိန်တော့ကိုလေးစားအားကြရလို့ရှိရင်တော့အားကြပြီးတော့ဘုတ်ခဲ့အားအားလို့ပြောပြအဲအဲ့ချိန်တော့အားကြပေးရတဲ့လူလူကြီးတွေမှာတော့ရှိတယ်ဘဘဥွှေပြိုင်းတို့ကတော့ရန်သဘောကြတယ်မိတော့မမိလိုက်ဘူးဟိုရန်သဘောကြတယ်နောက်ကြတော့စံပြပုပ်ကတော့ဥခင်လိုက်ပေါ့ဥခင်လိုက်အောင်မြင်ပြီးတော့ဆွဲသုံးရတယ်သူကအဲ့လိုဆွဲသုံးတရတော့တပည့်ကိုသဘောကြတယ်ကျွန်တော်တို့သူ့လိုမျိုးစံပြဖြစ်အောင်လုပ်ဖို့ဒီလေကြိုးစားတာကျွန်တော်ရဲ့လက်ဦးဆရာပေါ့နော်လက်ဦးဆရာသူနဲ့အเจ้าတော်ကတန်ငယ်ချင်းဘူး တငယ်ချင်းတော့သူကကျွန်တော်ထက်အမှုပညာတွေဆော့ရောက်သွားတယ်ရောက်သွားတော့သူ့စီကိုသွားတယ်သွားပြီးတော့အဲနည်းနည်းလေးပညာရှိမှုတယ်အဲ့ရနေမှသူ့စီကရပြီးတော့နောက်တယောက်တယောက်အဲ့လိုတဆင်တဆင်ပေါ့အဲ့လိုလိုက်ပြီးတော့လေးလာလိုက်စားရတာပေါ့ပထမဆုံးခက်ခဲရတော့ဒါဟိုအဲ့လိုကတော့ဘယ်လိုပြောရမလဲတကယ်အခက်ခဲပေါ့နော်ဒါပေမဲ့ပြန်တွေးကြည့်ရင်တော့ရည်စရာကြီးဘာလို့ဆိုတော့လောဦးစီကစီရောက်တော့သူ့စီကပညာလိုချင်တာလိုချင်တော့သူတို့ကလည်းပြောတယ်ကိုရင်တော့အားတဲ့သူ့သူ့ရဲ့ဆရာပေါ့ကျွန်တော်ရဲ့ဆရာရဲ့ဆရာပေါ့နော် ဲ့လိုဇာတ်ရီကပြောခဲ့တယ်တဲ့အမှုပညာလိုလိုနဲ့မရဘူးတဲ့လိုလိုနဲ့မရဘူးဆိုတော့ကျွန်တော်လူလဲကြပြီးတော့ယူတာပညာကိုလူလဲကြပြီးယူခဲ့ရတာကိုဘယ်လိုယူလဲဆိုတော့ဟိုဒူရှင်တော်တွေဟာတဲ့စတဲ့မကောင်းတာစတတ်တယ်တဲ့အဲ့တော့ပညာလူကျင်တော့သူ့ကိုဘယ်ချင်းတောင်းရလဲဆိုတော့အိမ်ုံသွားပြီးတော့အာကိုဤတောက်ပြက်လုံးလေးပေးပါတို့ပါဆိုတိတ်မပေးချင်အဲ့တော့နောက်ပိုင်းလူလဲကြပြီးလောက်ပါသူ့ကိုဟိုဘီယာတိုင်းခေါ်သွားတယ် KTV လိုက်ဖို့တယ်အဲအဲ့ကြံတော့ပြက်လုံးလေးအရင်ပေးတာအဲ့လိုချိန်မျိုးတော့အရင်ပေးတာအဲ့လိုချိန်မျိုးမှာပြက်လုံးနေရတယ်အဲအဲ့လိုမျိုးလေးတွေနေတော့ လဲရတော့နောက်ပြီးကြတော့ဇက်တွေပိုင်းလေးဝါသနာပါတော့ကြတော့ဇက်ကိုသွားကြည့်မယ်ဆိုလို့ရှိရင်ဟိုပညာလိုချင်တော့နောက်တည်းကနေတညာလုံးတိုင်းဆောင်ပါဟိုမှာအငိမ့်နေပါလေဟိုအငိမ့်နေပါလေဆိုလို့ရှိရင်လည်းအဲ့လိုဆင်ရှိရသွားကြည့်ခိုင်းနေဇာတွေကတော့ဆင်ရှိရသွားကြည့်ခိုင်းနေဘာလို့ကြည့်ခိုင်းလဲနောက်ပြီးကြတော့မနက်ပြန်တော့မကြည့်ချင်ဘူးလေဆင်ရှိရတော့မကြည့်ဒါမဲ့တညာလုံးမိုးလင်းတိုင်းကြည့်ပြီးရင်ညမင်းဘာရလဲဘာရလဲခွိတာဒါ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 ရတယ်စောင်းနေဘောပဲအမြဲဆောင်ခိုင်းနေဟိုဖုန်းနေ recording ဖမ်းပြီးတော့တောင်းရင်သူတို့မကြိုက်ဘူးအဲ့တော့စောင်းနေဘောပဲစောင်းပြီးအိုက်ဆက်ရှေ့မှာထိုင်ပြီးတော့ တညာတုံးလက်မှတ်တယ်အဲ့လိုယူတယ်နောက်ပြီးကျွန်တော်ဆရာတွေဆရာတွေတစင်ပြီးတစင်ပေါ့နော်ဆိုင်းမှာဆိုလို့ရှိရင်လည်းဆိုင်းရဆိုင်းစာတွေတို့ဟွာတို့လိုချင်လို့ရှိရင်လည်းစောင့်ရတာတနည်းလောက်နေမှအဲ့လိုစာတွေလည်းရခဲ့ဘူးလေအဲ့လိုမျိုးခက်ခဲတွေတော့ရှိတယ်စိတ်ရှည်နိုင်မှတော့အဆင်ပြေမှာအခုချိန်ဒီတော့ကျွန်တော်ကကျွန်တော်ဒါကျွန်တော်ခံယူချက်ပေါ့နော်ကိုကိုကျွန်တော်ယုံကြည်တယ်ကျွန်တော်ယုံကြည်ဘာကိစ္စလို့လို့ယုံကြည်ခြင်းနဲ့ပဲလုပ်တယ်ယုံကြည်နဲ့လုပ်တဲ့ကိစ္စတိုင်းလည်းဖြစ်သွားတာများတယ်အဲ့လိုမျိုးတော့ယုံကြည်တယ်ဒါပေမဲ့တချို့အရာတွေမှာတော့ဟို လုံးဝစိတ်ပြက်ပြီးလုံးမစားကြတော့ဘူးဆိုပြီးတော့ဖြစ်သွားတဲ့အခြေအနေလည်းရှိခဲ့ဘူးလေအဲ့ဒါအဲ့ဒါတွေကိုကြော်ပြီးမှဒီဟာတွေကိုဖြစ်လာမှာပေါ့နော်အမတ်တရားတော့ဘယ်လိုပြောရမလဲစကားပုံတစ်ခုရှိရလေသူကဆရာမတော့ sorry တပည့်မတော့ပြောတီးစာအဲအဲ့လိုမျိုးတွေじゃပွဲသွားကြတယ်ကတော့စကားတေကွန်းတင်ပြီးရင်ကျွန်တော်ဟိုကျွန်တော်ရဲ့မှတ်ညံပေါ့နော်သူတို့ကျွန်တော်ဆရာတွေချီးကျူးတဲ့ဟာတစ်ခုကဟိုစာတပုတ်ကိုကျွန်တော်ဒီညက်ဒီပေးလိုက်ပြီဆိုရင်ခဏပေးလိုက်တဏှာကြီးတွင်းကိုအဲ့စာတပုတ်ကိုကျွန်တော်ရအောင်ချက်တယ် ဲ့တော့အဆင်ပြေတယ်တချို့ဟာတွေကြတော့တို့ကဟိုလူချော်တွေမှာဖြီးတယ်ပြည်လုံးလမ်းကြောင်းမတူဘူးဟိုတယောက်ကဒီပြည်လုံးကတော့ဒီပြည်လုံးပဲဒါပေမဲ့တယောက်ကဒီလိုပြက်တယ်နောက်တယောက်ကတမျိုးပြက်တယ်အဲ့မှာမတူတဲ့အချိန်မှာကျွန်တော်ဟိုလူဒီဘက်ကတယောက်ပုံစံမျိုးနဲ့ဒီဘက်လူစီမှာသွားပြောင်းရင်တို့ကကျွန်တော်တုတ်ကောအဲ့တော့ဆဲတာတွေဝိုင်လဲပါရှိတာပေါ့နော်တခါကျတို့တို့ဒေါသထွက်တဲ့အချိန်နဲ့တိုက်ဆိုင်ရင်အဲ့လိုမျိုးရှိတော့ဟိုမွန်းကျက်လာတာတကြတော့နောက်ကြပွဲတွေသွားလို့ရှင်တယ်ဟိုအရင်တော့ယူခဲ့ရလိုက်တို့နောက်ကလိုက်ခဲ့ရတော့ကဘာနဲ့အိတ်ခံရတယ်နောက်ကြတခါကျရင်ဆိုတာဟို တချို့ဆိုးတဲ့ဟာတွေဆိုလို့ရှိရင်သူတို့ကောင်မလေးပါလဲသူတို့ကောင်မလေးထမိန်တော့ပါလိုက်တယ်ပြီးရအဲ့လိုမျိုးတွေကြတော့ကြတော့ဒီအဖွဲထဲမှာစိတ်ညစ်လာတယ်စိတ်ညစ်လာရင်မလုပ်ချင်တော့လုပ်မစားတော့ဘူးဗျာဆိုပြီးတော့လုံးဝနေလိုက်တယ်နောက်ပိုင်းကျမှအတီးတစ်ခုရလာလိုက်တာသူ့ဂျေဆုတင်ပါအဲ့လိုအခုချိန်ဂျေဆုတင်တယ်ဘာလို့ဂျေဆုတင်လဲဆိုတော့ဟိုသူ့မခိုင်းရင်စိတ်နဲ့စူးစမ်းလို့ကျွန်တော်နေရာတနေရာရောက်လာတယ်အမှုပညာထဲမှာကျွန်တော်တို့လူတည်လာတယ်ပေါ့အဲ့လိုမျိုးတော့ခံယူချက်ရှိမှအဆင်ပြေမှာဟိုစိတ်ပြက်တာတော့အဲ့တော့စိတ်ပြက်ခဲ့တာပေါ့လေ အဲအင်ကကျွန်တော်အသက်ကအဲ့တုန်းက14လောက်ပဲရှိဦးမယ်14 15လောက်ပဲရှိတော့အင်ကမလုပ်စေချင်းမလုပ်စေချင်းလဲကျွန်တော်ခိုးခိုးလိုက်တာမေအင်ကနေပြီးတော့မိုးဖိုးတောင်းနေတခါရနှစ်နှစ်တောင်းသုံးတောင်းတောင်းသွားတယ်နှစ်တောင်းသုံးတောင်းတောင်းနေဟိုတောင်းပြီးတော့ပွဲသွားကြည့်တယ်အဲမိုးလေးမှပြန်လာအိပ်ဆန်ကုန်းတယ်အိပ်ဆန်နေအကုန်ပြုံပြီးမှပြန်လာပွဲရေတော့သွားကြည့်လိုက်နောက်ကျတော့အင်ကမလုပ်ပါနဲ့တဲ့ဒါရဲတဲ့ပြောတော့မရဘူးလုပ်ပါပဲတဆူတူကျွန်တော်လည်းတဆူတူဆိုတော့အာနုပညာရဲ့ဒေါ်ရင်နဲ့ အင်းသဘောမတူတော့ဆိုအိမ်မွားဆင်းသွားနှစ်ပတ်လောက်ဆင်းသွားအဲ့ရလဲလုံးဝအဆက်အသွယ်မလုပ်အဲ့ထောင်ကလည်းကြီးတော့ကြီးတရားကြီးဒါမဲ့ကျွန်တော်အိမ်မွားဆင်းသွားပြီးတော့အင်းနဲ့လည်းလုံးဝအဆက်အသွယ်မလုပ်ဟိုပတ်စံနေမှာလက်ထဲမှာလည်းပတ်စံ၄ကစေသိန်းလောက်ရှိရအဲ့တော့ရှိပြီးတော့အဲ့ပတ်စံနေအကုန်သုံးတာသုံးပြီးပြီးမှရှောက်သုံးတာဟိုအားကြောင့်မလို့ပြောတာပေါ့လူကျွန်တော်ဒီမကောင်းတာအဆက်တက်တက်ဆိုတာတကယ်မှန်အဲ့လိုသုံးရင်နဲ့နဲ့မှတနေ့လည်းကြာတော့ကျွန်တော်အရင်စုံစမ်းတော့ကျွန်တော်ရအောင်စုံစမ်းတော့ကျွန်တော်အကိုကလိုက်စုံစမ်းစုံစမ်းနေတဲ့မြောက်ကလာမှာဟိုကမြောက်ကလာနေပြီးတော့ ဆိုတော့ဒီအင်းစင်ကိုပြောင်းတဲ့နေ့မှာအင်းစင်အတိတယောက်အိမ်မှာနေတဲ့နေ့မှာကျွန်တော်တို့တွေ့ပါတယ်လမ်းထဲကလူတွေအဲ့ဒီလမ်းထဲကလူတွေကျွန်တော်တော်တော်ရင်းနေနေကျွန်တော်ပြန်လဲလာခေါ်သူတို့ကဒီလိုလာမဟုတ်အကိုကရက်ခွက်အုပ်ချုပ်ရမှုပါတယ်ဟိုနောက်ကြတော့ဂျဲတွေရောစခန်းမှုတွေရောဆိုင်ငယ်တွေနဲ့စဲစည်းလောက်လာရှိတယ်ရောက်ချလာဝူးနဲ့ရောက်ချလာပြီးတော့ကျွန်တော်တို့ဆိုင်ငယ်ပေါ်တင်ပြီးခေါ်သွားလမ်းထဲကလူတွေကအဲ့ဒီလမ်းထဲကလူတွေကျွန်တော်ကိုဖမ်းတာဩလာဖမ်းသွားလာဒီကောင်လေးဘာမဟုတ်တာကြီးလှုပ်ထားလဲအဲ့လိုထင်ကြတာ နောက်လည်းကြတော့အဲ့လမ်းထဲမှာကျွန်တော်ကဝစားလေးကြံကြတော့သွားပြန်ပြီးနေဘာလို့ဖမ်းသွားလဲဖမ်းတာမဟုတ်ဘူးလို့ကျွန်တော်ကိုကျွန်တော်အိမ်ပြန်ခေါ်တာလို့ဟဲ့တဲ့အตาလုတ်ပါဟဲ့ဆိုအဲ့ကြမှာအိမ်ပြန်ရောက်တာနောက်ပိုင်းကြမှာအဲ့ကြမှာအရာလုတ်ချင်လုတ်တဲ့မေတို့မတားပါဘူးတဲ့ဟိုမတားပါဘူးတဲ့အခုဟိုဘယ်လိုပြရမလဲကျွန်တော်မိဘပြောတဲ့စကားတော့ရှိရအားပေးလားဆိုအားမပေးဘူးအခုချိန်ဒီကျွန်တော်ဒါပေမဲ့ဘာလို့လဲလိုတာပြောပံ့ပိုးပေးမယ်အိမ်ကတော့အဲ့လိုလို့ရှိရအခုချိန်ဒီလည်းကျွန်တော်ကိုအဲ့လိုဒီသဘောမကြသေးဘူးမကြသေးဘူးဒါပေမဲ့မလုတ်နဲ့မပြောဘူးလို့ကျွန်တော် သဘောမကျသေးဘူးဆိုတာတော့ဒါမိဘတွေရဲ့ခံစားချက်မှန်ပါတယ်မှန်တယ်ဆိုတာဘယ်မိဘမဆိုကိုသားသမီးတို့တို့အမွေတော့ဆက်ခံစေချင်တာပဲလေဟိုကျွန်တော်ကြတော့ကျွန်တော်ပြရဆောက်လို့ခံထားကြတော့သူ့အလုပ်ကိုမလုပ်ပေးနိုင်တော့ကျွန်တော်ဒီဘက်ကိုဝါသနာကြီးရအဓိကအိုက်ဆောက်လို့မလုပ်ချင်လို့ဒီဘက်ကိုဝင်လာလို့ပြောလို့ရတော့ဘာကြောင့်မလုပ်ချင်လဲအာမလုပ်ချင်ဆိုတာဆောက်လို့လုပ်တော့ကျွန်တော်လိုက်သေးတယ်အဖေစီကိုလိုက်လို့သေးတယ်လိုက်တယ်သူကဘယ်မှမလုပ်ကြဘယ်မှမလုပ်ကြ အပင်မမခံနိုင်ဘူးလားဆိုတော့အပင်မမခံနိုင်တာတော့မဟုတ်ဘူးကျွန်တော်အဲ့လိုမျိုးကြီးတွေမလုပ်ချင်ဘူးအခုအနုပညာမှလည်းမပင်မန်းဘူးလားဆိုတော့ပင်မန်းတယ်အဲသူတို့လိုပဲဗျာဒါပေမဲ့ကိုလုပ်ချင်ရင်လုပ်ရတယ်ဟိုကိုလုပ်ချင်တဲ့အလုပ်ကလေးလုပ်ရတယ်ပတ်စံနေရတယ်အဲ့တခုလည်းရှိရနောက်ကြတော့ဟိုခက်ခဲတွေတော့ရှိရကျွန်တော်ရဲ့နုဘယ်လိုပြောမလဲဆောက်လို့ရမလုပ်ချင်တဲ့ရည်ရွယ်ချက်ကတော့ဒီကျွန်တော်ပြောလိုက်တဲ့ဇာတ်ကားတခုတခြားတယောက်ရည်သွားရဆိုရင်ဝမ်းတာအဲ့လိုမျိုးစင်မမပြေလုံးပြတ်တဲ့အချိန်တို့ပိတ်သက်တဲ့ရည်တန်ကြားမှာကျွန်တော်တို့ကအားရှိတယ် တခါလေးကြီးတယ်မကြဘူးစားမကြလို့ရှင်မကြီးအောင်လုပ်တယ်ငါအဲ့လိုမျိုးခံယူကြတယ်အဲ့ဒီဒီအားလေးကိုကြားတော့ဒီပြိတ္တတွေပျော်တဲ့ဟာလေးတို့သူတို့ပျော်ရင်ကိုယ်လည်းပျော်ရတယ်ဟိုလူရှင်နှုတ်ပညာသမားတွေပြောတဲ့အခြေအတခုရှိတယ်ဆင်းရဲကခံစားချက်ကိုဆင်းမတည်မလားနဲ့ဘာဖြစ်လို့လဲဆိုတော့ဆင်းရဲမှာနောက်မှာဝမ်းနေစရာတွေအများကြီးရှိတယ်စိတ်ညစ်စရာတွေအများကြီးရှိတယ်ဒါပေမဲ့ဆင်းမောကိုတည်မလားနဲ့ဆိုတော့ဆင်းမောမှာအဲ့ကိစ္စတွေပါလာရင်လုံးဝမကောင်းတော့ဘူးအဲ့လူတယောက်ကဆင်းမောမှာကြီးစရာပြောနေတဲ့အချိန်ဆိုအဲ့ဒါတွေပျောက်သွားတယ်ခဏခဏပေါ့နော်ဟိုခဏခဏတော့တော်ပျောက်သွားတယ်အဲ့ဒီအချိန်မှာ စင်မော်ပွဲကနေတဲ့ဇောပဲရှိတယ်ရေရတယ်ပြောရတယ်ဘောရမှာလုံးဝမွန်းကျက်စရာတွေဆိုတာလုံးဝမရှိသလောက်ကိုခံစားရတယ်အဲ့တော့အနုပညာကိုပို့ပို့ပြီးတော့ယူသွက်လာတာပါအဲ့ဒီကိစ္စအဲမမရေရအမတ်တရတော့အိုးအဲ့အနုပညာလောက်လာတဲ့ဆယ်လေးနှစ်အတွင်းမှာဆိုလို့ရှိရင်ဘာရှိလဲဆိုရေစရာတခုတော့ရှိရဲ့အဲ့တုန်းကလည်းကျွန်တော်အဖွဲတစ်ဖွဲကိုရောက်တာရောက်တော့အဲ့တခုကလည်းတော့ဘယ်တော့မှမမေ့ဘူးထိုင်းမှာပွဲသွားခါတာ ထိုင်းမှာပွဲသွားကတော့ကျွန်တော်တို့ကဟိုလေးနဲ့သွားတာမဟုတ်ဘူးလေအဲ့ဒီကလူငယ်တွေဖွဲ့ဆိုတော့မပုံနေနေလည်းမရှိကြဘူးအာထိုင်းမှာပွဲသွားကတော့ကျွန်တော်တို့ဒူရှင်တော်ညီကို၄ယောက်ပါတယ်ကျွန်တော်ဆေးရပါတယ်ကျွန်တော်ရဲ့နောက်ဒူရှင်တော်၂ယောက်ပဲပါတယ်၄ယောက်သွားတော့ဒီကနေကျွန်တော်တို့ဗာလေဘိတ်လိုတဝဲလိုဘက်ကသွားရတာဟိုထီးခီးနေစအဲ့ဘက်ကသွားရတာသွားတော့အဲ့ထိုင်းကြီးရောက်မှဟိုဘက်ကိုကြော်လာဟိုဘက်ကိုကြော်တော့ဒီမြန်မာဂိတ်ဂိတ်ရှိတယ်မြန်မာဂိတ်ရှိတယ်မြန်မာဂိတ်ပြီးတော့မှထိုင်းဂိတ်ကိုရောက်တယ်ကျွန်တော်မြန်မာဂိတ်ကိုကြော်ပြီးသွားပြီ မြန်မာခေကိုကြော်တဲ့အချိန်ကျတော့အဲ့ဒီတော့မှတ်ပုံတင်ရှိရင်ရတယ်။ထိုင်းခေကိုကြော်ဖို့ကျတော့ဗီဇာလိုတယ်။နောက်ထပ်အဲ့နောက်ထိုင်းနောက်ထပ်တဂိတ်ထက်လိုကြော်ဖို့ကျတော့သူတို့ကိုယ်တိုင်လာခေါ်မှရ။အဲ့တော့ကျွန်တော်တို့ကဖြစ်ချင်တော့မြန်မာခေနှစ်ခေခေကိုကြော်ပြီးပါကြီး။ထိုင်းခေတဂိတ်ကြော်ပါ။အဲ့ထိုင်းနှစ်ခေကြားထဲမှာကျွန်တော်တို့အဖွဲ့ရရောက်။ရောက်နေတော့စိတ်ပြက်စရာကြီးမှရဲ့။မနေ့ကျွန်တော်တို့၈နာရီလောက်ရောက်ပြီးတော့နေခေတနာရီနှစ်နာရီလောက်ထိကျွန်တော်တို့မတော့အောင်အဲ့ဂိတ်မှာငုတ်တို့လီ။ဒီဘက်ခေကြားလည်းမကြော်ရဲ။ပြန်ကြော်ရင်ကျွန်တော်တို့ဖမ်းခံ။ဘက်ခေကြော်ရင်လည်းလာမခေါ်သေးတော့မကြော်ရဲဘူး။ ဲ့မှာထိုင်ပြီးတော့စိတ်တွေစိတ်ပြက်လက်ပြက်နေပေါ့အကုန်လုံးကဟိုပွဲလာကမိတာမှားပြီလို့ပါဦးထင်ကြတယ်အဲ့မှာဘယ်လိုပြောရမလဲဂျေးတွေအကုန်လုံးကလည်းတောက်တော့ရေးစားတယ်ရေးစားကိုတောက်ဖို့ရေးစားနေတော့ဖြစ်ရှင်တော့ဂိတ်ကယ်ဟိုဘက်မှာမှရေဘူးတိုင်ကျွန်တော်တို့လည်းထိုင်းစကားနားမလဲအဲ့လိုအဲ့လိုပြင်နေတော့အကုန်လုံးလည်းဗမာတွေကြီးပဲလေထိုင်းစကားနားမလဲတော့တယောက်ကအဲ့ဒီမှာလူကျွန်တော်တယောက်ကလည်းပါဟိုကျွန်တော်တို့ကင်းတဲ့ပေါ့နော်လူကြီးလုံုံရေးကင်းတဲ့ဒီမှာရှိရဲအဲ့ထိုင်းကလုံုံရေးပေါ့သူကကျွန်တော်တို့ကိုလာပြီးတော့ ကြာလာတော့စိတ်ဝင်စားတော့နေမှာပေါ့လာကြည့်တာဒါကြည့်နေနေပေါ့ဘာကြီးလဲညာလဲကြည့်နေနေကျွန်တော်တို့ရေအကုန်လုံးကရေစားနေတာအကောင်လေးချောက်ရေးလေးစားတောက်ဆရာရေးတော့မရှိဘူး तू ကလာပြီးကျွန်တော်တို့ရှေ့မှာရေပြောင်တောက်ပြရတယ် तू ကရေတောက်ပြနေတော့ကျွန်တော်တို့အရေအဲ့ရေတောက်ရှင်လို့တောင်းတာဘလုံးမတောင်းများကိုကြီးရေရေးဆို तू နားမလဲဘူးထိုင်းရအဲ့ထိုင်းအုံုံကြီးကနားမလဲဘူးရေရေးဆို तू နားမလဲဘူးအ तू ပြောနေတယ် तू ထိုင်း तू ကတော့ထိုင်းလို့ပြောနေတယ်ကျွန်တော်တို့ကဘာမှနားမလဲဘူးလေအဲ့ကောကိုကြီးဒရွင့်ဒရွင့်ပြောလဲမရဘူးအဲ့နောက်ဆရာကိုကြီး ဟဲ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 မရောက်အဲ့ဒါနဲ့နားမလဲကိုကြီးဝါတာဝါတာတရွင်တရွင်ဆိုနားမလဲဘယ်လိုမှနားမနောက်ဆုံးကျမှကိုကြီးအဲ့ဒါလေးနေနေတော့တိုက်ပါလားဆိုမှအဲ့ကြမှာကျွန်တော်တို့ရေးတိုက်တယ်အာအဲ့တုန်းကတော့တော်တော်ပြန်တွေးကြည့်ရင်ရည်စရာကြီးပေါ့ဟိုဘလို့မှဟိုဘက်လည်းသွားမရဒီဘက်လည်းသွားမရဒုက္ခတွေတော့တော်ရောက်ခဲ့တာဒါပေမဲ့ဟိုနောက်ကြတာသိလိုက်တာအင်္ဂလိပ်စကားလည်းနေရာတိုင်းအသုံးမဝင်ပါလားဆိုတာအဲ့ဒါအဲ့ဒါလေးသွားသိလိုက်ဒီရှင်းတော့ပြင်တခြားလုတ်တွဲလုတ်တာလေလို့တော့အများကြီးတော့မရှိပါတော့အရင်တော့ကလည်းလုံးဝမရှိခဲ့ဘူးမရှိခဲ့ဘူးဆိုတာ ဟိုကျွန်တော်အိမ်ကမိသားစုတွေကသူကနေသူအဆင်ပြေတယ်အဆင်ပြေတော့ကျွန်တော်ကအိမ်မှာဘောကြောနေခဲ့တယ်ပေါ့နော်အခုလူငယ်တွေပြောသလိုဘောကြောနေခဲ့တာအဲအမှုပညာလုပ်တယ်ရတဲ့ပတ်စံတဲ့အိမ်ပြန်မပေးဘူးမပေးပြစ်ဘူးဟိုဘာကျွန်တော်ဝတ်စားတွေဝယ်တယ်ကျွန်တော်လိုချင်တာတွေဝယ်တယ်အဲ့လိုမျိုးတွေလုပ်ခဲ့တာဆိုအခုနောက်ပိုင်းကျတော့မလုပ်လို့မရတော့အဲ့တော့ကျွန်တော်အမှုပညာလုပ်ရင်လုပ်တယ်မလုပ်ရင်တခါကျလို့ရှိရင်အိမ်ကအဖေနဲ့အလုပ်ထဲလိုက်ရင်လည်းလိုက်တယ်အပြင်လုပ်လို့တာကျတော့လေကျွန်တော်အိမ်ကမကြိုက်ဘူးမကြိုက်ဘူးဆိုတော့ သူများလို့လုံရင်တိတ်မကြိုက်ဘူးဘေးကအေးရမိဘတွေကအဲ့လိုမျိုးဆိုလုံချင်ဘေးအလုပ်ကိုလုံဒါပေမဲ့လုံမှုဆိုလုံလုံရင်တော့လုံဒါပေမဲ့အခုနောက်ပိုင်းကျတော့အောင်မြင်အောင်လို့အဲ့လိုမျိုးတော့ပြောလာတယ်အဲအဲ့ရကို ပြောရမယ်ဆိုရင်တော့ကျွန်တော်ဆရာသမားတယောက်ပြောခဲ့ဘူးလေဝမ်းစာပြည့်ပြီလို့ပြောတဲ့နေ့မင်းထမင်းငတ်ပြီတဲ့မင်းထမင်းငတ်ပြီတဲ့လူရှင်တော်ပညာဘယ်တော့မှမပြည့်ဘူးတဲ့ဟိုကျွန်တော်လူရှင်တော်ပညာမှာဘယ်လိုပြောရမလဲဒီနေ့အဆိုတော်တယောက်ပေါက်တယ်ပေါ့အဲ့သူ့ပြက်လုံးကိုကျွန်တော်ပြက်လိုက် ိုက်သူ့သူ့ဟာတရှင်စမြောင်လေးကပ်ပြီးပြက်လိုက်တယ်နောက်လမ်းမနဲ့ကျနောက်တစ်ယောက်ပေါ်မှာပဲအဲအဲ့လိုပဲကျွန်တော်တို့အသက်80လောက်ဖြစ်သွားရင်လေအဲ့လူတွေကဒီလူတွေပျောက်ပြီးနောက်အစ်စ်တွေပေါ်လာအောင်မှာအဲ့ကြတော့ကျွန်တော်တို့မှာအစ်စ်အစ်စ်အစ်စ်ဆိုတော့လိုက်စားတဲ့အတွက်ကိုဘယ်တော့မှမပြည့်ဘူးအဲ့ဒါကဘယ်လိုသိလာလဲဆိုတော့ကျွန်တော်ចောင်းထွက်ပြီးတော့ចောင်းစာကြည့်ရမှာပြင်းတာ ਉਹ အဲ့တော့ပထမဆုံးရောက်တော့အငိမ့်ကိုစကားအငိမ့်ကိုစကားတော့အငိမ့်မှာကျွန်တော်ဆရာဆုံးသွားပါပြီဆရာသမားတယောက်ကတော့ကိုဒေလီမော့နဲ့ကိုသိန်းစုဆိုတဲ့အဲ့ဆရာသမားတွေဒီမှာအငိမ့်စကားဘူးလေ လက်ဦးစရာနဲ့ကတော့တိတ်မကပြဘူးပေါ့နော်မကပြတော့အဲသူတို့စီရောက်တဲ့အချိန်မှာကပြတယ်အငိမ့်ကပြတော့အငိမ့်သူတို့ကဘာတွေပြက်လဲဆိုတော့တို့ရင်တော့တမစင်ပြက်လုံးနေသူတို့ကပြက်တာကြီးများတယ်ဟိုကျွန်တော်မပ္ပရာကိုရာတာတော့အဲ့လိုဟာမျိုးတွေပြက်အဲ့ပြက်လုံးနေသူတို့ချပီးတယ်အဲ့ဒါပြီးသွားတော့ကျွန်တော်ဆိုင်းနဲ့ရောက်သွားတယ်ဆိုင်းနဲ့ရောက်တော့လေအဲ့အငိမ့်ကျွန်တော်မပ္ပရာကိုရာတာဆိုတဲ့ဟာမျိုးတွေဟာကြီးကကျွန်တော်တိတ်အတုံးမချတတ်တဲ့သေးတော့အတုံးမဝင်ဘာတွေထက်ပြီးတော့လေ့လာရလဲဆိုတော့အဲ့ကြမှာဆိုင်းစာတွေပေါ့နော်ခေါနတန်ကြီးအဲ့လိုမျိုးကာဗျာကြီးအဲ့ဒါပြောတာတွေကိုလေ့လာရတယ် ဲ့ဒါအပြင်ကိုလေ့လာပြီးတော့ရပြီလားဆိုတော့မရသေးပြန်အောင်ဝင်ကြီးတွေဘာတွေပြောရသေးဝင်ကြီးဆိုထက်လေ့လာပြန်အောင်အဲ့ဒါဝင်ကြီးရပြီဆိုလို့ပြည့်ပြီလို့ညာကြီးတောင်းမယ်လို့လည်းအာမရသေးပြန်အောင်သူကဆိုင်အပိုးပိုင်းဆိုတာအပိုးပိုင်းမှာပြောဖို့ဆိုတာအဲ့ဒါတော်တော်ခက်ခဲတယ်ကျွန်တော်တော်တော်ခက်ခက်ခက်ခဲလိုက်ရတာအဲ့ဒါရပုံတို့ပတ်စာလို့ခေါ်တာပေါ့နော်အဲ့ပုံတို့ပတ်စာတွေပြောတတ်ဖို့တော့ဟိုဖေးကြီးတွေစီမှာနေမှနောက်ပြတချို့ကြတော့လေလူကြီးပိုင်းကြိုက်တဲ့အချိန်ဖြစ်တဲ့အတွက်ကိုကိုတိုင်းလူငယ်လို့ပြောလို့မရတဲ့အနေအထားမျိုးတွေအများကြီးပြုပြင်ရတယ်ရှိတယ်အဲ့လိုမျိုးတွေကြုံနေ ီးတော့အဲ့ဒါနဲ့ကုန်ပြီလားဆိုမကုန်သေးဘူးဇက်မှလည်းတက်ဖို့လိုသေးရဲ့အဲအကြောင်းကျွန်တော်ရဲ့စံပြလို့ပြောတာဥခင်လိုင်းဆိုတော့ဥခင်လိုင်းဆိုဇက်လည်းတက်တယ်ဟိုအကျန်းရောက်ရှင်ရအောင်မလားအကျန်းရိုက်မလားအယူအန်းရိုက်မလားရည်စရာလည်းရိုက်အဲအဲ့လိုမျိုးဥခင်လိုင်းတို့နဲ့ကျွန်တော်နဲ့စံပြလို့ပြောတာရှင်းမယ်ဆိုရင်တဲမုံတမုံတော့မမေ့ဘူးဟို တက်ပြီလို့မင်းကုန်ရင်တက်ပြီလို့မထင်နဲ့တဲ့ကျွန်တော်ကိုပထမဆုံးဆရာပြောတာမင်းပိတ်သက်ကိုတဲ့မျိုးလုံးကိုစိတ်စိတ်ကြည်တဲ့ပိတ်သက်ကိုကြည်ရတဲ့နေ့မင်းလူရှင်တော်ဖြစ်ပြီတဲ့ ကျွန်တော်ဆင်းမှာပထမဆုံးနှစ်ပွဲလောက်ကတော့စမ်းကြည့်တယ်ပိတ်သက်ကိုအဲ့လိုကြည့်သူတို့ကြည့်ရင်ကျွန်တော်ခေါင်းလွှဲပေးတာမကြည့်ရဘူးကြောက်တယ်အဲ့နောက်ပိုင်းကျတော့ပိတ်သက်တွေနဲ့ပြောရင်ပြောရင်နဲ့ရင်းနေရပြောရင်လာတယ်ပြောရင်လာလို့လို့ရှင်တော်ဖြစ်ပြီလားဆိုမဖြစ်သေးဘူးအဲ့လိုမျိုးပြက်လုံးတွေလိုက်စားတယ်ပြက်လုံးပြီးသွားလို့ရပြီလားမရသေးဘူးစားတွေရှိစားတွေပေးတွေလိုက်စားတယ်အဲ့စားတွေပေးတွေလိုက်စားလို့ကိုကိုတချို့ကျတော့ရပြီလို့ထင်ကြတယ်လူရှင်တော်ပညာကိုကိုကိုတက်ပြီလို့စုံပြီလို့ထင်တဲ့နေ့ထမင်းငတ်တဲ့နေ့ပဲဘာလို့ဆိုမန်မတက်နဲ့အဲ့လိုမျိုးမရှိတော့အများကြီးလိုက်စားတာရှိတယ် ဟုတ်လောက်သွားမှာအခြေဆက်ပြီးတော့ပဲလောက်သွားမှာရီမန်းကျက်တစ်ခုထားထားပါတယ်ဗောနော်ကျွန်တော်ရီမန်းကျက်ကအကြီးကြီးမားမားပြောရမယ်ဆိုရင်တော့နာမည်မကြီးပဲကျွန်တော်အသက်မဆုံးကြီးအဲကျွန်တော်ရီမန်းကျက်အခုချိန်ဒီလဲကျွန်တော်စူးစမ်းနေတယ်ကျွန်တော်နာမည်အပိုင်းကိုအဓိကမလိုက်ဖြစ်သေးဘူးလုံးဝလည်းမလိုက်ဖြစ်သေးဘူးဘာလို့မလိုက်လဲဆိုတော့ကျွန်တော်ဟိုအဲ့လိုပြောရင်လဲအတ္တလို့ပြောရင်လဲပြောပြောကောင်းပြောလိမ့်မယ်ဗောနော်ကျွန်တော်မဆုံးလိုချင်တဲ့ပညာမဆုံးသေးလို့ဟုတ် ျွန်တော်စိုင်းမှာစိုင်းမှာဆိုလို့ရှိရင်ဟိုစိုင်းတိုင်းလို့တော့မဆိုလို့ပါဘူးကျွန်တော်စိုင်းမှာဆိုလို့ရှိရင်စိုင်းရဲ့ရားတင်တဲ့ရဟိုသဘောတရားပေါ့နော်စိုင်းအစအနေအဆုံးအထိသူ့သဘောတရားကိုကျွန်တော်သိအောင်လုပ်တယ်ကျွန်တော်ကိုယ်တိုင်ဥဆောင်နိုင်တဲ့အနေအထားကိုရောက်တယ်ရောက်ခဲ့တယ်အခုတော်တော်များများစိုင်းနေဆိုတော့ကျွန်တော်ဥဆောင်ပြီးသွားတယ်အဲ့တော့အဲ့လိုအနေအထားတစ်ခုရအငိမ့်ရပြီကျွန်တော်ဆက်ရပြီဘာတစ်ခုမရသေးလဲဦးဆိုတော့ကျွန်တော်လိုချင်တဲ့ပညာတစ်ခုလိုနေသေးတယ်အဲ့ပညာတစ်ခုမရသေးလို့ဒီကျွန်တော်နာမည်ဘက်ကိုအဓိကမလိုက်သေးဘူး ိုက်ပေကျွန်တော်ပညာဆိုရင်တော့ကျွန်တော်လိုက်ပါဆောင်းလိုက်တယ်လို့ဒါအော်ပြည်သက်များလည်းအားလုံးပဲမင်္ဂလာပါအကုန်လုံးပဲဒီနှုတ်ကနှုတ်ပညာရင်ဖွင့်တယ်ဗောနော်ရင်ဖွင့်တယ်လေးကိုကြည့်ပြီးတော့ပြည်သက်များလည်းပြောရှင်နိုင်ပါသေးလို့ပြောရတယ်ကျွန်တော်လည်းအားလုံးလူရှင်တော်လေးတွေကိုကြည့်ပြီးတော့တချို့လူရှင်တော်တွေအများကြီးဗောနော်လူရှင်တော်တွေအများကြီးတဲမှာမှာ ဟိုလူရှင်တော်တွေရဲ့ခံစားချက်လည်းအများကြီးရှိတယ်။စိတ်မမလူရှင်တော်တွေကိုလည်းချစ်ပေးတဲ့ပရိသတ်တွေလည်းအများကြီးရှိတယ်။အဲ့ဒီပရိသတ်တွေအားလုံးပဲစိတ်ချမ်းသာကိုကြမ်းမာနဲ့ဖြစ်ပါစေလို့ကျွန်တော်ဆုတောင်းပါတယ်။